အရှိတောင်အာရှကိုတုံလို့ဆင်းနေတဲ့ယာစွန်းမှုကွင်ရဲ့ကြီးတခုချောင်းဖြောရအောင်အဲ့ဒါကတော့ကြားဖြန့်ပါပဲအခုချိန်မှာတော့ကြားဖြန့်ဆိုတာက online ကနေပိတ်ဆက်လိမ့်တယ်ဆိုတဲ့အဆင့်ကိုတင်ကျော်လွန်သွားပါပြီဒါဟာလူငယ်ထောင်ပေါင်များစွာရဲ့ဘဝတွေကိုချိန်ချောက်နေတယ်ခစ်သက်လူကုန်ကူးမှုပုံစံတစ်မျိုးဖြစ်လာနေပြီဆိုတော့ဒီနေ့မှဒီကွင်ရဲ့ကြီးရဲ့အတွင်းမရဲ့အကြောင်းကိုအချက်လက်တင်နေတကွအသေးစိတ်လေးလာကြည့်ကြရအောင်ကင်းကြားဖြန့်ကြားဖြန့်ဆိုပြီးကျွန်တော်တို့တွေမကြာခဏကြားနေရတယ်ဒါပေမဲ့ အဲ့ဒီစကလုံးရဲ့နောက်ွယ်ကအထဲပဲအပြည့်စုံကဘာလဲဆိုလားတကယ်ရောစဉ်းစားမိကြလားဒါကရိုးရိုးအွန်လိုင်းကနေပိတ်ဆံလိန်တာခဏပဲလားဒါမှမဟုတ်အဲ့ထအများကြီးပို့ပြီးကြောက်เสียကောင်းတဲ့အရာတခုဖြစ်နေမလားအဖြစ်ဝအတူတူရှာကြည့်ကြတာပေါ့အမေတော့ဒီစကားလုံးကကျို့စကားရှာပြနေကြလားတော့မူရင်အဒီပဲကတော့လိန်လယ်မို့ပေါ့ဒါပေမဲ့အခုခေတ်မှာဒီစကားလုံးရဲ့အထည်ပဲကလုံးဝပြောင်းရသွားပဲအခုကြားဖြန့်စွာကော online ငွေလေးမှုဆိုတဲ့ခေါင်းစဉ်ရောမှာလူငွေတွေကိုလစာကောင်းကောင်းပေးမယ်ဆိုပြီးမျိုးလင်းချက်တွေနဲ့ဆွဲဆောင်တယ်။ပြီးတော့ရင်တရားမဝင်ချမ်းမွေးနေတာမှာအကျဉ်းသားတယောက်လိုအတင်းကျပ်စေခိုင်းတယ်။ပြောရရင်ခက်တဲ့ကျွန်ပြူစနစ်တခုလိုဖြစ်လာနေတာပါ။ကဲဒီရဇဝယ်ကွန်ရက်တွေကမြန်မာနိုင်ငံမှာရုတ်တရက်ကြီးဘျုံဆိုပြီးပေါ်လာတာတော့မဟုတ်ဘူးပေါ့ဗျာ။သူတို့ရဲ့မူလစာကဘမာလဲ။ပြီးတော့ဘယ်လိုမျိုးအဆီဇင်တကြအွှေ့ပြောင်းလာရတယ်လဲဆိုတာကိုတစ်ချက်ခြေရာခံကြည့်အောင် ဒီရာဇဝတ် going day ရင်ရှေ့ပြန်လာပုံကကြောင်နဲ့ကြွက်ကစားဝိုက်လိုပဲချိပါ၂010စောပိုင်းလောက်မှာတရုတ်ပြည်ထဲမှာဆက်လို့တယ်တရုတ်အစိုးရကနိုင်နှင်းလိုက်ရောသူတို့ကမ္ဘောဒီးယားကိုပြေးကြတယ်ဟောကမ္ဘောဒီးယားမှာလည်းနိုင်ငံတကာကဖိအားတွေဖေးလာရောအုတ်ချုပ်ရေးပို့ပြီးအားနည်းတဲ့လာအိုတို့အာနာသိန်းပြီးနောက်ပိုင်းမြန်မာနိုင်ငံရဲ့နယ်စပ်ဒေသတွေဘက်ကိုထပ်ပြီးရွှေ့လာကြပြန်ရောတကယ်ကိုယောဂါပို့လို့ပဲ ။တနေရာမှာနှိမ်နှင်းလိုက်ရင်ဥပဒေလှလှမမေ့တဲ့နောက်တနေရာကိုကူးဆက်ပြဲနံသွားတဲ့ပုံစံမျိုးပေါ့။ကဲဒီကုံရက်တည်းရဲ့အပြင်ဘက်ကဖွဲ့စည်းပုံကြောင့်ပြောပြီးပြီဆိုတော့အခုဒီခြံဝင်းနေထဲမှာပိတ်မိနေတဲ့သူရဲ့ဘွားတွေသူတို့ရဲ့နေ့စဉ်အတွေ့အကြုံတွေကဘယ်လိုရှိမလဲဆိုတာကိုတစ်ချက်ကြည့်ကြအောင်။အထက်ကအခြေအနေဘလောက်ဆိုးလဲဆိုတာကိုလွမြောက်လာသူဒီရောက်ရဲ့စကားနဲ့ပြောပြတာကအကောင်းဆုံးပါပဲရွှေကုတ်ကုတ်ကနေလွမြောက်လာတဲ့ကိုမောင်မောင်ဆွဲလူတယောက်ကဒီလိုပြောခဲ့တယ် ရေရှည်ကြီးသူများမျက်ရည်နဲ့အလုံးလုံးနေရတာကြီးကအဆင်မပြေဘူးသူတစ်ပါးပွားပြက်နေတာကိုမြင်နေရတဲ့ဒီစကားလေးတခုကပဲအထဲမှာအလုံးလုံးနေရတဲ့သူတွေရဲ့စိတ်ပိုင်းဆိုင်ရာဖီးယားဘလောက်တောင်ကြီးမားမလဲဆိုတာကိုအထင်အရှားပြနေပါတယ်သူတို့တုံးတဲ့နီလန်းကို pig butchering လို့ခေါ်ကြတယ်ဝါတာလီတဲ့နီလန်းပေါ့အရန်ကိုစနစ်ကြပြီးလူတစ်ယောက်ရဲ့စိတ်ကိုကစားတာအရင်ဆုံး WhatsApp ကနေလာစကောင်းကိုပေးမယ်ဆိုတဲ့အလုပ်အတူတွေနဲ့မျိုးဆွတ် ီးရင်စကားပြောဖို့ Telegram ကိုခေါ်သွားတယ်။အဲ့ဒီမှာယုံကြည်မှုရအောင်ဆိုပြီးအလုတ်သေးသေးလေးတွေလုတ်ခိုင်းပိုက်ဆံနေတဲ့အရင်ပြေးကြည့်တယ်။ဘဲမကယုံကြည်သွားပြီးပိုက်ဆံအများကြီးချက်လိုက်ပြီးဆိုတော့ ਨੇ တခါတည်းအဆက်အသွယ်ဖျက်အကောင့်ပိတ်အရာအလုံးကိုဆုံးသက်လိုက်တော့တာပဲ။တကယ်ကိုဝတ်သားလီလိုက်တာပါပဲ။ဒီလုပ်ငန်းတွေကနေပန်းဆံဘလောက်အထိလိမ်နေကြလဲဆိုတာဒီကိန်းကဏ္ဍတကူကိုကြည့်လိုက်။အမေရိကန်ဒေါ်လာ၈၀၀၀ ဒါလိန်လဲခံရတဲ့သူတယောက်တည်းစီကနေရသွားတဲ့ပမာဏနော်ဒီလိုမျိုးလူတွေထောင်နဲ့ထောင်နဲ့ချီပြီးရှိနေနေဆိုတာကိုတစ်ချက်လောက်စဉ်းစားကြည့်လိုက်โอเคဒါဆိုရင်မေးစရာရှိတာကဘာဖြစ်လို့ဒီရာဆွက်ကွင်ရတီကမြန်မာနိုင်ငံရဲ့နေစတီဓာတ်ဒီကိုမှရွေးပြီးတော့အဓိကခြေဆိုင်လာကြတာလဲအဲ့ဒီအကြောင်းကိုစပီးကြည့်ကြရအောင်ဒီမေးပုံကိုတစ်ချက်ကြည့်လိုက် ထိုင်းမြန်မာနယ်စပ်ကချွေကုတ်ကိုတို့မြို့ဝတီတို့လိုနေရာတွေမှာဒီလိုလိန်လိန်မှုခြံဝင်းတွေစုပြုံနေတာကိုတွေ့ရလိမ့်မယ်။ဘာလို့ဒီနေရာတွေမှာဖြစ်နေရတာလဲ။အဖြေကတော်တော်ရှင်းပါတယ်။တရားဥပဒေစိုးမှုမှု မရှိတာရေ။လက်နက်ကင်ပဋိပက္ခတွေရေ။ဒီနှစ်ခုပေါင်းလိုက်တော့ရာဇဝတ်ကုန်းတွေအတွက်ခိုးလိုမှု အကောင်းဆုံးနေရာတကက် perfect stone တစ်ခု ဖြစ်သွားတာပေါ့။ဟုတ်ကဲ့ဒီလာဟိုကြီးမားတဲ့လုံကန်းကြီးတွေကအကာအကွယ်မရှိဘဲနဲ့တော့လည်းဘာလို့မရဘူးလဲ။ဆိုတော့သူတို့နောက်ွယ်မှာဘသူတွေကအကာအကွယ်ပြင်းနေလဲ။ American Bernay ဝန်ကြီးဌာနရဲ့အစီရင်ခံစားရေးအရဆိုရင်အဓိကကြားတဲ့သူတွေကနေချာဆောင်တက် BGF အခုတော့ KNA လို့ခေါ်တဲ့ဒေသခံလက်နက်ကိုင်အဖွဲ့တွေပဲသူတို့ကဘာလို့ပြလဲဆိုတော့မင်းနေရာတွေငားပြီးတယ်လက်စစ်မီးတို့အင်တာနက်တို့လိုအခြေခံအဆောက်အအုံတွေထောက်ပံ့နေနောက်ဆုံးလက်နက်ကိုင်လုံခြုံရေးအခြေကိုပေးထားတာပါ ဒီပေတနာမြန်မာနိုင်ငံတခုတည်းအောင်ပဲရှိနေတာမဟုတ်တော့ဘူး။ necessity ရေအားလုံးကိုဖျက်ချော်ပြီးအိန္ဒိယနိုင်ငံတွေအပေါ်မှာဘလို့တိုက်ရိုက်တရားမှုတွေရှိနေတယ်လဲဆိုတာကိုဆက်ပြီးကြည့်ကြအောင်။မြန်မာနိုင်ငံထဲကပြဿနာကနေဆက်မှာပဲရမနေဘူးဆိုတာကိုဒီချက်လက်တွေကသက်သေပြနေတယ်။ကြည့်ကြည့်ပါ။အိန္ဒိယထိုင်းနိုင်ငံမှာ2023နဲ့2024ကိုရှင်းလင်းရင်လိန်လေမှုဖုံးခေါ်လာနေတဲ့ SMS တွေကအရှတစ်ဆနှစ်ရာခိုင်နှုန်းပြောရရင်90ကျော်မြင့်တက်လာခဲ့တယ်။ ဒါဟာမြန်မာနယ်စပ်ကခြံဝင်းတွေကနေဒီတာအတွင်းကိုဘလောက်အထိအစိတ်အတော့ဖြန့်ချက်နေတယ်လဲဆိုတာကိုပြနေတယ်ညင်လို့မရတဲ့တသက်ပဲပေါ့အေးတော့ဒီလောက်ကြီးမားတဲ့ချိန်ချော့မှုတွေရှိနေတဲ့ခါကိုကိုကိုရောကိုပေါဝန်းကျင်ကလူတွေကိုပါကားကွယ်နိုင်ဖို့ဘလို့အချက်တွေကိုတတိထားရမလဲတရားဝင်ထုတ်ပြန်ချက်တွေမှာဖော်ပြထားတဲ့သတိပြုရမယ့်အချက်တွေကိုတစ်ချက်ကြည့်ကြအောင်ဒီချိန်ချော့မှုကနေကကွယ်ဖို့အဓိကအချက်ကတော့တန်တရားရှိဖို့ပါပဲပထမတစ်ချက် online ဘောကနေပုံမှန်မဟုတ်တဲ့လစာတွေအများကြီးပေးမယ်ဆိုတဲ့အလို့ကြောင့်ညာတန်းကို တတိထားပါဒုတိယအချက်လူကုန်ကူးသူတွေက Facebook တို့ TikTok တို့လို နေရာတွေမှာတောင်ရှိနေပါတယ်တတိထားပါတတိယအချက်သူတို့ကပညာမတက်ကတ်သူတွေကိုပဲပင့်မှတ်ထားတာမဟုတ်တော့ဘူးအခုဆိုပညာတက်တဲ့ကိုပါပင့်မှတ်ထားလာပြီနောက်ဆုံးနဲ့အရေးကြီးဆုံးအချက်ကတော့ဒါဟာလောကအခွင့်အလမ်းကောင်းတကူမဟုတ်ပဲ ခိတ္တကြွံဘဝရှိကိုဆွဲခေါ်သွားနိုင်တဲ့ထောင်ချောက်တစ်ခုဆိုတာကိုအမြဲတမ်းတရိယာနေဖို့ပါပဲဆိုတော့နောက်ဆုံးအနေနဲ့ဂျီမေကုန်းလေးနဲ့ပဲနီကုန်းချုပ်ချင်းပါတယ်ဥပဒေမဲ့ဇုံးလေးမှာအမြင့်တွဲနေတယ်လက်နက်ကန်အဖွဲတွေကလည်းအကာအကွယ်ပေးထားတယ်ဒီလိုအချိန်ဒီမှာရှိနေတဲ့ကြာဖြန့်ဆိုတဲ့နိုင်ငံဖြတ်ကျော်ရာဇဝတ်ကွန်ရက်ကြီးကိုဘလိုအနေနဲ့အမှန်တကယ်ရပ်တန့်နိုင်ပါလဲဒါမြန်မာနိုင်ငံတစ်ခုတည်းတော့မဟုတ်ပဲ ဒေတာတွင်နိုင်ငံအားလုံးတို့ပါ အဖြစ်ရှာရမယ်ကြီးမားတဲ့စင်ခေါ်မှုကြီးတစ်ခုဖြစ်ရှိနေဆဲပါပဲ Myanmar's A sign